တေးဝဲကန်ဂျီဆောင်တပ်ဖွဲ့အားပိုင်ဆိုင်မှုအငင်းပွားနေတဲ့လျောင်ယီကျွန်းအနီးမှာဂျပန်ငါဖန်တင်မော်၄စင်းကိုပြီးခဲ့တဲ့သတင်းဘက်က မောင်းထုတ်ခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။တေးဝဲဟာရှီတယုတ်ပင်လယ်မှာတင်းမမှုတွေမြင့်တက်လာအောင်လှုပ်ဆောင်နေတယ်လို့ဂျပန်ကဆွဆွဲခဲ့တဲ့နောက်ဂျပန်ငါဖန်တင်မော်ကိုမောင်းထုတ်မှုပေါ်ပေါက်လာတာဖြစ်ပါတယ်။မလ22ရက်မှ24ရက်အတွင်းတေးဝဲကန်ဂျီဆောင်တပ်ဖွဲ့တင်မော်တွေဟာတေးဝဲရေပိုင်နက်အဖြစ်ကြီးညာထားတဲ့ရေပိုင်နက်တွေအတွင်းကဂျပန်တင်မော်တွေကိုတတိပေးပြီးမောင်းထုတ်ခဲ့တယ်လို့ကန်ဂျီဆောင်တပ်ဖွဲ့ရဲ့ပြောရေးဆိုခဲ့ရှိသူလျူဒေကျွန်းကပြောကြားခဲ့ပါတယ်။ဂျပန်တင်မော်တွေရဲ့အမိမ ပါရှိမာကူတိုင်ယာချီခင်ခိုင်မာကူတိုင်ယာချီတိုင်ဆန်မာကူနဲ့စံခိုမာကူနံပါတ်2တို့ဖြစ်ပါတယ်တရုတ်ကန်ကြီးဆောင်တပ်ဖွဲ့ကဘဲအစီမံနေတဲ့အဲ့ဒီတင်မော်တွေကိုမောင်းထုတ်ခဲ့တယ်ဆိုတာကိုတော့လျူကအသေးစိတ်ပြောကြားခဲ့ခြင်းမရှိတာပါလျောင်ယီကျုံးစုအပြင်အဲ့ဒီကျုံးစုနဲ့ဆက်နွယ်နေတဲ့ကျုံးငယ်တွေဟာတရုတ်နိုင်ငံရဲ့ရှီရင်ဆွဲနေမိတွေဖြစ်ပါတယ်။ဒီရေပိုင်နယ်တွေထဲမှာတရားမဝင်လှုပ်ရှားမှုတွေအားလုံးကိုချက်ချင်းရပ်တန့်မှုဂျပန်ကိုတိုက်တွန်းချင်ပါတယ်လို့လီယူကမတ်လ24ရက်ကပြောကြားခဲ့ပါတယ်။ တရုတ်ကံကြီးဆောင်တပ်ဖွဲ့အားတရုတ်ရဲ့နေနိမိတ်အချုပ်ချာအာဏာနဲ့ရေချောင်းပိုင်နဲ့ဆိုင်ရာအခွင့်အရေးတွေကိုကာကွယ်ဖို့အတွက်လျောင်ရီကျွန်းစုတွေရဲ့အနီးတစ်ဝိုက်မှာတရားဥပဒေစိုးမိုးရေးကင်းလဲမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လူကပြောကြားခဲ့ပါတယ်။လျောင်ရီကျွန်းစုကိုဂျပန်ကဆန်ကာကူကျွန်းစုလို့အမည်ပေးထားပါတယ်။လူမနေတဲ့ကျွန်းငယ်၅ခုနဲ့ကြောက်တန်း၃ခုပါဝင်တဲ့အဲ့ဒီကျွန်းစုဟာထိုင်ဝမ်အရှေ့ဘက်169ကီလိုမီတာ105မိုင်နဲ့ဂျပန်ရဲ့အိုကီနာဝါကျွန်းရဲ့အနောက်ဘက်409ကီလိုမီတာအကွာမှာတည်ရှိပါတယ်။ အဲ့ဒီကျွန်းစုရဲ့အနီးတစ်ဝိုက်ရေပြင်တွေမှာငါးတွေရေနံနဲ့တဘာဝတက်ငွေအပါအဝင်အဖိုးတန်အရင်းမြစ်တွေပါဝင်တယ်လို့ယူဆကြပါတယ်မလ24ရက်အစောပိုင်းကဂျပန်ဟာအငင်းပွားကျွန်းစုတွေရဲ့နီးမှာတရုတ်ရဲ့ကမ်းခြေဆောင်တပ်ဖွဲ့တင်မောတွေရှိနေတာကိုစန့်ကျင်ကန့်ကွက်ဖို့အတွက်တရုတ်တံအမတ်ကိုဆင့်ခေါ်ခဲ့ပါတယ်။ဂျပန်အရာရှိတွေကလည်းတရုတ်ဟာရှင်းရင်းဆွဲအခြေအနေကိုအင်အားသုံးပြီးပြောင်းလဲဖို့တစ်ဖက်သက်လှုပ်ဆောင်နေတယ်လို့အရင်ကဆွဆွဲခဲ့မှုပါတယ်။